ကဲအားလုံးပဲမင်္ဂလာပါဗျာ welcome နိုင်မှာအလုံးပြန်လေးကြိုးဆိုးလိုက်ပါရယ်ဒီနေ့ကတော့ဗာအကြောင်းညာပြောမလဲဆိုရင် bronica ပွဲအကြောင်းပေါ့နော် bronica အပွဲကကျွန်တော်တို့ခန့်မှန်းထားတဲ့ပွဲမှာပါဝင်လာခြင်းမရှိတော့ဘူးဗျာဘာလို့လဲဆိုရင်မင်းညအာဝမ်ချန်ရှစ်ကလာမေအမေလ3ရက်နေ့မှာကျင်းပမေ15 night ပွဲစဉ်ပေါ့နော်ဒီပွဲစဉ်မှာပါဝင်မဲ့ဒီတွဲဆိုင်အားလုံးကိုဒီဝင်ချပြလိုက်ပြီဖြစ်ပါတယ် အဲ့ဒါတော့ဒီရလေးပေါ့နော်ဟုတ်ပြီဒီတွဲဆိုင်ကိုပြန်ကြည့်မယ်ဆိုရင်အလုံးပေါင်းဆိုရင်အာတွဲဆိုင်က၈ဆိုင်ဒီပါဝင်တယ်တဲ့နဲ့တော့၄၅၆ခု၈၈ဆိုင်ပေါ့နော်ခါတိုင်းဆိုရင်ဟိုပွဲစဉ်တစ်ပွဲမှာ၁၁ပွဲ၁၂ပွဲလောက်ထိအဲပါဝင်နေဗျာတွဲဆိုင်၁၂ဆိုင်ထိအများဆုံး၁၂ဆိုင်ပေါ့နော်၁၂ဆိုင်၁၃ဆိုင်ထိပါဝင်လက်ရှိတယ်ဒါပေမဲ့အခု မေလ3ရက်နေ့တကယ်ကိုအရေးကြီးတဲ့ပွဲပေါ့နော်ဒီပွဲကဒီပွဲစဉ်မှာကျတော့၈ခုပဲသွေးဆိုင်က၈ဆိုင်ပဲထည့်ပေးထားတာတွေ့ရတယ်။ဒါကတော်တော်လေးထူးဆန်းနေတယ်ပါတက်မှာ။အဲ့မှာလေတခါလေးမေကွန်းမေးစရာလည်းဖြစ်နေပါတယ်။အတိကဒီအကြောင်းအရာမပြောခင်မှာ1 final နဲ့1 friday fight ဘာကွာလဲဆိုတဲ့ဟာပေါ့နော်။1 friday fight ကကျွန်တော်တို့တောက်ကြံရတဲ့ကြီးနေတဲ့ပွဲမျိုးကထိုးချေးလေးနေတယ်ပြီးတော့မှဒီ bonus ပေါ့နော်။ အဲ bonus ပေးတဲ့ဟာလဲ time pad 3သိန်း5000ပေါ့အဲ့လိုပဲကစားသမားတွေကိုပေးတာပါပြီးတော့မှတပတ်ကိုတစ်ချိန်ကျင်းပတဲ့ပွဲစဉ်ဆိုတော့လေဒီရုပ်တံ TV ရုပ်တံ line တွေမှာလဲတို့တော့ပုံမှန်ပြသနိုင်အောင်တို့တော့ကျင်းပတဲ့အပွဲစဉ်မျိုးပေါ့နော်ပြောမယ်ဆိုအကုန်ကြသက်တာလေဗျာအားကစားသမားတွေကိုပေးတဲ့အဲထိုးချေးတွေကလည်းအကုန်ကြသက်တာတဲ့ဟာတွေပေါ့နော်အဲ့ဒါတွေပဲဖြစ်ပါတယ် ဟုတ်ပြီအခု159ပေါ့เนาะအခုပြောတဲ့ဒီတွဲဆိုင်တွေကတော့ဒီပွဲစဉ်ကြီးကတော့တကယ်ကိုအာပွဲစဉ်ကြီးတစ်ခုပါပဲ bonus ရခဲ့ရင်လဲဒေါ်လာ9000ကတော့အနည်းဆုံးပေါ့เนาะ double bonus တွေပါရတော့ဖြစ်သွားနိုင်တယ်အဲတွဲဆိုင်တိုင်းကလည်းကောင်းတယ်အဲ့တော့159နဲ့ 15day fight ကအဲ့မှာကွာတာပါပြီးတော့နောက်တစ်ခုကမွေတိုင်း fighter တွေမွေတိုင်း fighter တွေကောင်ထော်ရနီတို့နောင်အိုတို့ကတော့ 1 fight night ပွဲစဉ်တွေမှာလည်းတခါတလေထည့်သွင်းပေးတယ်ပြီးတော့1 friday fight ပွဲစဉ်တွေမှာလည်းအဲကောင်ပွဲအနေနဲ့ထည့်သွင်းပေးတာတွေပါတယ်ရှိသေးပေါ့နော်အဲ့လိုမျိုးပါအဲ့တော့ပုံမှန်တွက်လို့မရတဲ့အခြေအနေမှာဖြစ်နေပါတယ်အဓိကတော့ဒီမြန်မာ fighter တွေနဲ့ time fighter တွေကိုအဓိကပေါ့နော်သူတို့စိတ်ကြိုက်ထည့်သွင်းပေးနေတဲ့ပုံစံမျိုးကျွန်တော်တို့တွေ့ရတယ်ဟုတ်ပြီအဲ့ဆိုရင်အခုလာမယ့်မေလ3ရက်နေ့မှာကျင်းပမယ့်ပွဲကတော့ကောင်ပွဲကတော့ကောင်ထော်ရီနဲ့နောင်အိုးရဲ့ပွဲ ကောင်းထော်ရနေနဲ့နောင်ဝရဲ့ပွဲကတော့တကယ်ကိုကောင်းတဲ့ပွဲစဉ်ဒုတိယမကြေပွဲဖြစ်မှာပေါ့နော်ဒါကလည်း1 5 9ပွဲစဉ်မှာထဲတွင်းထားတာဆိုတော့ဘောနပ်ရခင်9000အနည်းဆုံးပဲနော်ဒေါ်လာ9000လောက်တော့တို့ရရှိကြမှာဖြစ်ပါတယ်ပြီးတော့တခြားပွဲစဉ်တွေလည်းအများကြီးပါတယ်နောက်ဆုံးထဲတွင်းလိုက်တဲ့ပွဲစဉ်ဆိုရင် Jordan Estupinan ရဲ့ပွဲပါမယ်ပြီးတော့ကျွန်တော်ကြိုက်တဲ့တင်ဇန်လီဖန်းရဲ့ပွဲပါမယ် ပြီးတော့ Kazakhstan ရဲ့ပွဲပါမယ်ပြီးတော့ Thairutholo ပေါ့နော် Thairutholo ရဲ့ BJJ အဲ Submission and Grappling ပွဲစဉ်ပါပါမယ်ဗျပွဲစဉ်ကောင်းနေတော့အကုန်လုံးကတော့ပွဲစဉ်ကောင်းပါပဲဒါပေမဲ့ကျွန်တော်တို့စောင့်မျှော်နေတာ Bronica ရဲ့ပွဲပေါ့ Bronica ရဲ့ပွဲက Bronica ကဗာလဲဆိုရင်အဓိကသူကစာချုပ်လေးရပြီးသွားပြီဆိုတော့ဒါလိုမျိုး159ပွဲစဉ်မှာပါဝင်လာမယ်လို့ကျွန်တော်တို့လည်းခန့်မှန်းနေတာပေါ့နော်ဒါပေမဲ့ပါဝင်လာခြင်းမရှိဘူးဗျာ ဝမ်ချမ်းရှိကမွေးနေလို့လားဗောနော်ပြောချင်တာတော့ပြီးတော့ဒီလိုမျိုးပွဲစဉ်ကြီးကိုလည်းသူကသွေးဆိုင်ရှစ်ဆိုင်နေပဲကျင်းပတော့မှဆိုတော့မေကွန်းထုတ်ချင်ရောရှိနေပါတယ်တကယ်လို့တူရုဘကပွဲထည့်ချင်နေဆိုရင်လည်းအများကြီးရှိပါသေးတယ်တခြားသွေးဆိုင်တွေဗောနော်တခြားဖိုင်တာကောင်းတွေရဲ့အဲပွဲစဉ်တွေအများကြီးထည့်လို့ရတယ်ဒါပေမဲ့တို့ကအဲ့လိုမထည့်ဘူးဒီသွေးဆိုင်ရှစ်ဆိုင်ကိုပဲတို့ကပွဲထုတ်လိုက်တာဖြစ်ပါတယ်အဲ့တော့ နောက်တစ်ခုက Bronica ရဲ့အစာချုပ်ပေါ့နော်ကျွန်တော်တို့အမေကွန်းထုတ်เสียရှိနေပါတယ် Bronica ရဲ့အစာချုပ်ကဘယ်လိုမျိုးအဆင့်လဲဆိုတာကျွန်တော်တို့မသိဘူးဒါပေမဲ့သူတို့ထည့်သွင်းတဲ့ပုံစံပွဲစဉ်မှာထည့်သွင်းတဲ့ပုံစံတော့နည်းနည်းတော့ထူးတော့ထူးဆန်းနေပါတယ်ဒီလိုမျိုးပွဲစဉ်ကြီးမှာမထည့်ပဲနဲ့1 Friday 5ပေါ့နော် one friday fight ပွဲစဉ်ဒီမှာပဲတို့ထဲတွင်သွားမယ့်အခြေအနေမှာရှိနေပထမပွဲကလည်းဒီ one friday fight မှာပဲအဲထဲတွင်ပေးတာလीအဲ့တော့ bonus ရရင်လည်းဒီဘတ်3သိန်းခွဲပါဗျာမြန်မာငွေလေးဆိုသိန်း400ဝန်းကျင်ပဲရတယ်ပေါ့နော်အဲ့လိုအဲ့လိုအဲ့လိုပဲရတာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကအာကျွန်တော်တို့ရဲ့မြန်မာ fighter Soulin U Soulin U ကတော့1 5 night မှာအာပုံမှန်ကစားနေတဲ့ fighter တယောက်အနေနဲ့ဖြစ်လာပြီနောက်တစ်ယောက်ကတော့တန်စင်ပေါ့နော်တန်စင်ကအမြင့်ဆုံးအခြေအနေထိကစားထားတယ်ဗျဘာလို့ဆိုရင်ဒီ ကပါချိုဖိုက်တာကြီးတာခေတူနဲ့လည်းထိုးတက်တယ်ပြီးတော့မှအခုနောက်ဆုံးပွဲပြတ်သွားတဲ့ဟာပေါ့နော်ပွဲပြတ်သွားတဲ့ဟာဆိုရင်အဒုတိယဒုတိယကောင်ပွဲအထိတူကိုသတ်မှတ်ပေးထားတာပါ one friday fight ပဲဖြစ်ဖြစ်ပေါ့နော်ဒါပေမဲ့အတန်းစင်ရလဲစာချုပ်ရပြီတာဖိုက်တာဆိုတော့သူ့ကိုလည်း ဒုတိယအကောင်ပွဲအဆင့်တွေကိုပွဲကြီးထုတ်ထားတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးအဆင့်တွေဖြစ်သွားတာပါအဲ့တော့စာချုပ်ကတော့ရတာချင်းတူပဲမဲ့သူတို့ရဲ့ပမာဏငွေပမာဏတွေလည်းထိုးချစ်ပမာဏတွေလည်းကွာသွားနိုင်တယ်ပြီးတော့မှ အချက်လက်တွေပါလဲဆိုတော့ကျွန်တော်တို့မသိဘူးအဲတန့်စင်ရဲ့စာချုပ်ပြီးတော့မှဘရိုနီကာရဲ့စာချုပ်ဒီနှစ်ခုကကျွန်တော်အထင်တော့ပုံမှန်ပုံစံမျိုးပေါ့နော်ဒါဆိုရင်သူတို့ပွဲပေးတဲ့ပုံစံလည်းအဲ့ဒီပုံစံမျိုးပဲတွားနေနေတာပေါ့နော် အာအမြင့်ဆုံးကတော့ကျွန်တော်တို့ဒီဆိုးလင်းဦးပေါ့တမ်မီဆိုးကြီးရဲ့ပွဲကတော့တကယ်ကိုကပ္ပနာမကြီးထိုက်တီဖိုင်တာနဲ့လည်းတွေ့ပြီးတော့ပဲပြီးတော့159ပွဲစဉ်ဒီမှာလည်းသူကထိုးတက်ပြီးတော့ဖိုက်တာဖြစ်ပါတယ်အဲ့တော့အစချုပ်မှာလည်းသူ့အဆင့်နဲ့အဆင့်တော့ရှိမယ်လို့ကျွန်တော်တို့ထင်တယ်အဲ့ဒါကြောင့်ပဲဒီ159ပွဲစဉ်ဒီမှာ Bronica ရဲ့ပွဲလည်းမထည့်တွင်းသေးတာလို့ကျွန်တော်တို့မထင်တယ်ဟုတ်ပြီဒီဒီပွဲကတော့မေလ3ရက်နေ့ပေါ့အဲစနေနေ့မနက်ပေါ့နော် အဲ့တော့တောက်ကြိုင်ညမှာတော့ရှိတယ်မေလာနှစ်ရက်နဲ့ညပေါ့နော်ဒီပွဲစဉ်ကပေရလဲဆိုရင်အရင်မြေငနင်းလှုပ်တဲ့အချိန်မှာပွဲပြတ်သွားတဲ့ဒီမြန်မာတွေအားပေးတဲ့ Flapine Fighter မဲအစ္စလိုင်ပါဝင်တဲ့ပွဲစဉ်ကြီးပေါ့နော်အဲ့ဒီပွဲစဉ်ကြီးကအခုလာမဲ့မေလာနှစ်ရက်နေမှာပြန်လဲကျင်းပဖို့တို့ကအချိန်ညထားပြီးဖြစ်ပါတယ်အဲ့တော့အင်းနေကမြေငနင်းလှုပ်ပြီးတော့အပွဲပြတ်သွားရတဲ့ Fighter တွေအားလုံးကအဲလာမယ့်မေလာ2ရက်နေ့တောက်ကြိုင်ညမှာ ပြန်ပြီးတော့ကစားရမှာဖြစ်ပါတယ်။ပြီးတော့ main ပွဲစဉ်ပေါ့နော်1 final ပွဲစဉ်ကတော့မေလ3ရက်နေ့မှာသူတို့ကြေညာထားမေလ2ရက်နေ့ဆိုတော့က American Standard Chain နဲ့ကြေညာထားတာပါနော်။အဲ့တော့ကျွန်တော်တို့မြန်မာအချိန်နဲ့ဆိုရင်တော့ပုံမှန်ကြည့်နေကြအဲစနေနေ့မနက်9နာရီလောက်မှာကြည့်ရှုရမှာဖြစ်ပါတယ်။အဲ့ဒါကတော့1 final ပွဲစဉ်နဲ့1 Friday fight ပွဲစဉ်အကြောင်းကိုကျွန်တော်ပြောပြပေးသွားတာဖြစ်ပါတယ်။ Okay နောက်ထပ်တစ်ခုကတော့ အဲတခုကြံသေးအဲ့ဒါပါလဲဆိုရင်ကျွန်တော်တို့ Pronica ရဲ့ပွဲဘယ်တော့လဲဆိုတဲ့အမေကုန်ပေါ့နော်အဲ printer တွေလည်းညီကိုတွေလည်းမေးချင်ပြီလို့ထင်ပါတယ်အဲ့တော့ကျွန်တော်ခန့်မှန်းရတဲ့လောက်တော့ Pronica ပွဲကိုလည်းပုံမှန် One Friday Fight ပွဲစဉ်လိုမျိုးမှာပဲထည့်သွင်းကျင်းပပေးမလို့ကျွန်တော်တို့ထင်တယ်အဲ့တော့ပွဲရဘယ်ချိန်မှဖြစ်တော့မလဲဆိုရင်အခု calendar ကိုပြန်ကြည့်လိုက်တော့မေလ2ရက်နေ့အထိအဲ့တော့ပွဲရရှိသွားပြီလူတွေလည်းပြည့်သွားပြီပေါ့နော်အဲ့တော့မေလ6ရက်နေ့ တောင်းချင်ညပါတော့မေလလာမေနောက်လာမေလ9ရက်နေ့နဲ့16ရက်နေ့ညနှစ်ရက်ပေါ့နော်အဲ့ဒီပွဲစဉ်နှစ်ခုမှာပဲကျွန်တော်တို့အဆောင်ကြည့်ရမှာဖြစ်ပါတယ်ပြီးတော့ကြိုတင်ပြီးတော့ချိန်ညာတဲ့ပုံစံလဲမရှိနိုင်တော့ဘူးယကျွန်တော်အထင်တော့မဟုတ်ဆိုရင်ဘရိုနီကောင်ကိုပွဲထုတ်တဲ့ပုံစံအခြေအနေကိုကြည့်ရင်တော့တပတ်အလိုပွဲချိန်ညာပေးတာတော့ပေါ့နော်အဲ့လိုမျိုးပဲသွားမယ်ထင်ပါတယ်ဥပမာအခုမေလ9ရက်နေ့ပါဝင်မယ်ဆိုရင် တို့ချင်းညမှာတော့မေလ3ရက်နေ့လောက်ပေါ့နော် မေလ3ရက်4ရက်နေ့လောက်အဲ့လိုမျိုးတပတ်အလုံး6ရက်အလုံးအဲ့လိုမျိုးပဲချိန်ညာသွားမယ်လို့ကျွန်တော်ထင်တယ်တကယ်လို့ဟိုဟာ6ရက်နေ့မဟုတ်ဘူးဆိုရင်တော့16ရက်နေ့နဲ့23ရက်နေ့ပြန်ဖြစ်တော့မှာပေါ့ဗျာအဲ့ဒါတော့ဘလိုနီကာရဲ့ပွဲပေတော့ဖြစ်မလဲဆိုတဲ့ဟာပေါ့နော်ညီကိုတော့လည်းတိချင်မယ်လို့ထင်လို့ကျွန်တော်ခံမှန်းပေးလိုက်တာဖြစ်ပါတယ်โอเคနောက်တစ်ခုအပေါ်လေးဆိုရင် ရှမင်းအာတော်ကန်ရှမင်းအာတော်ကန်ကပုံမှန်အတိုင်းပဲ training ပြန်စနိုင်ပြီဖြစ်ပါတယ်ဒီမနေ့မှာတော့ကျွန်တော် Facebook မှာတင်လိုက်တဲ့ဒီရှမင်းအာတော်ကန်နဲ့ကိုအောင်လာတတိယအမကျေပွဲဖြစ်နိုင်မလားဆိုပြီးတော့ဒီအကြောင်းရောကိုတင်လိုက်တော့တချို့ကလည်းအလုံးဝမဖြစ်နိုင်တဲ့ဟာတွေပေါ့နော်အဲ့လိုမျိုးပြောဆိုနေကြတာဖြစ်ပါတယ်အာကျွန်တော်တော့အဲ့လိုမထင်ဘူးဗျလုံးဝမဖြစ်နိုင်ဘူးလို့တော့မပြောနိုင်အောင်ဘာလို့ဆိုရင်1 championship ကလက်ရှိ main event မှာ fighter တွေရှားတယ် ်ပြီးတော့နောက်တစ်ခုကကိုအောင်လာကနောက်ဆုံးပွဲထိုးမဲ့ပွဲလည်းဖြစ်နေတယ်ပြီးတော့အာဩဂတ်စ်လမှာလည်းအမေရိကန်မှာပွဲရှိနေတယ်တမလားအဲ့တော့ဩဂတ်စ်လမှာအမေရိကန်မှာပွဲရှိတော့ကိုအောင်လာကိုတို့ထဲ့သွင်းချင်ပါပဲလို့ကျွန်တော်ထင်တယ်တကယ်လို့ကိုအောင်လာအဲ့ဒီပွဲမှာထဲ့သွင်းခံရမယ်ဆိုရင်ဘေဖိုင်တာနဲ့ရှင်ပြိုင်မလဲအချောင်းမီဒီဝေးဖိုင်တာမရှိတဲ့လောက်ဖြစ်နေပါတယ် ပြီးတော့အာအာဒိုကန်ကနှစ်ကြိမ်ထိရှုံးထားတယ်ဆိုပေမဲ့ပထမကြိမ်ကဒီအမေရိကန်မြန်မာပဲရှုံးထားတယ်လေအဲ့တော့မကြေပွဲကိုလည်းအမေရိကန်မြန်မာပဲပြန်ပြီးတော့နောက်တစ်ကြိမ်ပြန်ပြီးတော့ပွဲတည်ပေးနိုင်တယ်လို့ကျွန်တော်တို့ထင်တယ်ဒုတိယရှုံးတာလည်းဟုတ်တယ်အဲ့ဒါဒုတိယရှုံးတာဒီအရှိအလေပိုင်းကတာမှာထိုးတဲ့နေ့ပွဲမှာပေါ့နော်အဲ့ဒီပွဲမှာရှုံးထားတာပါအဲ့တော့ကိုအောင်လာတွေ ဘလို့အချင်းနေတော့ရှိမလဲတော့ကျွန်တော်မပြောတတ်ဘူးတူတာလက်ခံမယ်ဆိုရင်တော့ဝမ်ချွန်ချင်းကတော့တတိယမကျေပွဲလဲအာတို့ကန်နေပဲပြန်သေးပေးမယ်အချင်းနေပါတော့မြင်နေရပါတယ်ဒါမဲ့100%တော့မသိချောင်းဘူးပေါ့နော်အခုကြည့်ရှုနေတဲ့ညီကိုတွေလည်းဘလို့ထင်ကြလဲ comment နဲ့လို့တချို့လည်းရှိတယ်ဗျာအနှစ်ကြိမ်တော့အပြတ်တက်ရှုံးပြီးတော့ရေမကျင်နဲ့တည်ဘူးလားဆိုပြောတော့ကျွန်တော်တော့ကျင်နေပါတယ်တက်လားကျွန်တော်တော့ကျင်နေပါတယ်ကိုအောင်လားလည်းအဲအရန်ကြီးတော့ကစားချင်မှာတော့မဟုတ်ဘူးဗျာဒါမဲ့ ဒီပွဲစစ်စင်တဲ့တူပွဲစစ်စင်တဲ့တူတွေကတော့နောက်ဆုံးပွဲကိုလည်းအာတော့ကန်နဲ့မကြေပွဲအဲ့လိုမျိုးပေးလိုက်ရင်တော့တမလားသူတို့ဘက်ကပွဲပေးလိုက်ရင်တော့ထိုးရမှာပဲလေအချိန်တွေကအဲ့ဒီချိန်တွေမှာရှိနေပါတယ်အဲ့ဒါကြောင့်ပြောတာပါကျွန်တော်ဘက်ကလည်းရှင်းရှင်းပြောတာပါပြန်ပြီးတော့ထိုးခိုင်းစေချင်တဲ့အစိတ်အဲ့လိုမျိုးတော့မရှိပါဘူးဒါပေမဲ့တကယ်လို့ပွဲဖြစ်ခဲ့မယ်ဆိုရင်လည်းကြည့်ရမှာပဲဗျာတမလားအားပေးရမှာပဲအဲ့ဒီတဘောကိုပြောပြတာပါနော် โอเคအဲ့တော့ဒီနေ့ကတော့အဲ့လောက်ပါပဲဗျာမနေ့ကကြေညာတဲ့ဒီအဲ1 final ပွဲစဉ်မှာ Bronica ပွဲပါဝင်လာခြင်းမရှိတဲ့အတွက်ပြီးတော့မှပွဲစဉ်ကအသွေးဆိုင်၈ဆိုင်နဲ့ပဲပွဲကျင်းပမယ်ဆိုတော့ကျွန်တော်လည်းတကယ်ကိုအံ့ဩသွားတာပေါ့နော်အဲ့ဒီအကြောင်းအာရေကိုရီကိုဒီနေ့လည်းပြန်လည်းမျှဝေပေးတာဖြစ်ပါတယ်โอเค thank you ပါဗျာနောက် video မှာပြန်ဆောင်ကြမယ်နော်အားလုံးကျေးဇူးတင်ပါတယ်